ဇာတပတိနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ8ရက်နေ့နေ့စပြီးတော့14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေ့ဒုက္ကေမှာအောင်မြင်မယ်လုံယိုးလုံးစင်တိုင်းလုံလိုက်အနောက်ဆက်ဒါစီတွေတွင်အိန္ဒွေလူဝေပဋိပက္ခဖြစ်တတ်တဲ့တောင်းစင်မထားသေးသူကိုထားတော့ကျူးဆက်ရမယ်ရံတိုက်ခတ်နေများတတ်တဲ့ လူယုံဒုက္ခပေးတဲ့တဲ့သဘာသူနဲ့တွဲလို့တဲ့လူတရားနေစိန်နောက်စစ်တွေဖြစ်လာတတ်တယ်။မှရံပြဒနာတွေများမယ်တိုက်ခတ်များမယ်ကိုယ့်ရဲ့နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ဆယ်ရဲ့နေ့မှာထူးခြားတဲ့ကံပြောင်းလဲနေတိုးတက်မှုလမ်းကြောင်းကိုကြုံမယ်။ဆယ်တရဲ့နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကြုံမယ်။ဆယ်ရဲ့နေ့မှာဂတိပြည့်စုံတွေတွေ့တတ်တယ်ရံတိုက်ခတ်နေရှင်ပြီးတော့ရတတ်တယ်။ဆယ်သောရဲ့နေ့မှာရပိုင်ခွင့်နေဆုံးဖြတ်ပြီးရှေ့တိုးလို့လို့ရတယ်။ 14ရက်နေ့မှာတပားသူကြောင့်ကိုရည်ပဲကျနှောင်နေခြင်းကတိကောင်းဖြစ်ခြင်းရန်တိုက်ခံများနဲ့ထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဒီကာလအတော်အတွင်းမှာဇာသပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တောက်ချာနေ့တနည်းကတွေနေ့မွေးသူများနဲ့ပฏิဘက်ကဖြစ်တတ်တယ်နှင်းငါးခုကဏ္ဍနေ့ကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင် အောင်မြင်မှုကိုရရှိနိုင်ပါတယ်အဖြူရောင်ပန်းဝင်းတို့ကိုဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ်